ေယော်ရီတိုင်းကရေကြီးနယ်လေးမြနာမြို့နယ်အဆက်မှာစစ်ကောင်စီနဲ့အာရခတတော်အေအေတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကဟင်္ဒရာမြို့ဘက်ကနေအင်အားဖြည့်တင်းနေတယ်လို့သိရပါတယ်စစ်မှုထမ်းတင်နန်းစင်းတွေကိုဟင်္ဒရာတလုတ်ထော်လိုင်းကနေစစ်ကားတွေနဲ့ပို့နေတာလို့ဟင်္ဒရာမြို့ချောင်းပြားလေးရွာဒေသခံတူကပြောပါတယ်မနက်စောစောပိုင်းတွေစစ်ကားတွေနေတိုင်းသွားတယ်အမိုးတွေအုပ်ထားတယ်တောက်လျှောက်တက်နေတာလို့ဆိုပါဒေသခံကပြောဆိုထားတာဖြစ်ပါတယ်ချောင်းပြားလေးကြီးရွာဟာဟင်္ဒရာတလုတ်ထော်လိုင်းဘေးမှာရှိတာပါ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲနေသလိုကားလမ်းကနေလည်းစစ်အာတွေပို့ဆောင်နေတာဖြစ်ပါတယ်။ရင်ကြီးနယ်လေးမျက်နှာမျိုးနဲ့ဆက်ကဆက်ဆက်ယိုကြီးဝါနယ်ပတ်ဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကလေးကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာလ6ရက်နေ့ထိလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။လေးမျက်နှာမျိုးနဲ့ဟာ AR တိုင်းကဟင်္ဒရာအင်ကပူရေကြီးမြို့နယ်တွေအပြင်ရခိုင်ပြည်နယ်လည်းဆက်ဆက်နေပါဗျ။ဟင်္ဒရာခရိုင်ကွင်းကောင်းမြို့မှာရှိတဲ့ စစ်ကောင်စီတမ်းမြင့်လေးကျင်းရေးကြောင်ဖြစ်တဲ့တက္ကကငါးနယ်ထဲမိုင်းအနှဲငယ်သာဝေးပါတယ်။အခုရက်ပိုင်းမှာတက္ကကငါးကိုအင်အားများပြားဖြည့်တင်းနေသလိုအဲ့ဒီကနေလည်းလက်နက်ကြီးတွေပြစ်ခတ်မှုပိုများပြားလာတယ်လို့သိရပါတယ်။ဒါပြန်အော်တိုဘားလာ29ရက်နေ့ကစပြီးစစ်ကောင်စီတက္ကစစ်တပ်သုံးစပိုင်ဘောလုံးတွေနဲ့ကင်းထောင်နေတာတွေ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဆက်ဆက်ရွေးကြေးရောအပါဝင်လေးမျက်နှာမျိုးနဲ့တက်ကစစ်တပ်စကန်တချို့ကိုအေအေနဲ့ပေါပေါတက်တွေကတင်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စီရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာလည်းဖြစ်ပါတယ် တိုင်ပွဲတွေကြောင့်စစ်ဘေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီပေးကြဖို့အတွက် AOR တိုင်းကရပ်ဖက်လူမှုကူညီရေးလှုပ်ဆောင်သူတွေကတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လထဲမှာတော့ဒေသခံစစ်ရှောင်တွေကိုနေရက်ကိုပြန်ဖို့စစ်ကောင်စီကပြရားပေးပြီးအချိန်ထဲမှာမြေပြင်စစ်ကြောင်းတွေလေကြောင်းနဲ့လက်နက်ကြီးအင်အားတွေနဲ့တံပြန်ထိုးစစ်ဆတ်တင်ခဲ့တာပါ။ဒါပေမဲ့စစ်ကောင်စီတေဆုံးမှုများပြီးတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလိုလေကြောင်းကနေလည်းနေ့စဉ်ဒီပါပုံကျဲနေကြတာပါတိုက်ပွဲတွေကမှထိနာနေတဲ့စစ်တပ်က ရသားပြည်သူတွေရှိတဲ့ကြီးရော်တွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်တယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကလေမျက်နှာမြို့နယ်စပင်းကြီးရော်ကိုစစ်တပ်ကလေကြောင်းကနေပုံချဲခဲ့လို့အရသား24ဦးထဲမှနေတေဆုံးခဲ့တယ်လို့လည်း ARPD ရဲ့အမှတ်29ဗျူဟာကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအပေါ်စစ်ရသွမှုကျူးလွန်နေတဲ့အချက်ပဲစေုပ်စုကိုအပြင်းထန်ဆုံးလက်တုံပြန်သွားမယ်လို့လည်းကြေညာထားတာဖြစ်ပါတယ်ခင်ဗျာ။စစ်အာဏာရှင်ဟောင်းရဲ့သမတ်ဒေါက်တာနေဆိုးမောင်ကိုအမှုထပ်တိုးလိုက်တဲ့တဲ့မှာ စစ်တပ်ကထောင်ချထားတဲ့ဆက်အာနာရှင်ဟောင်းဗိုလ်ချုပ်မကြီးတန်းရွှေရဲ့တမတ်ဒေါက်တာနေဆိုးမောင်ကိုဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အမှုထက်တိုးထားတယ်လို့နှိစက်သူတွေထံကသိရပါဗျ။ပြည်ကြီးတော်မျိုးနယ်တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပြီးအမှုစစ်တော်ကတော့ထောင်ရင်းတရားရုံးမှာပဲစစ်ဆေးနေတာပါတရားလိုစစ်ရောက်နေပြီးအဖမ်းခံရတဲ့အကြောင်းအရာနဲ့ပဲထပ်ပြီးစွဲခံရတာလို့နှိစက်သူတူကပြောပါတယ်။ဘာမှုကြောင့်ထပ်တိုးတာလဲဆိုတော့အသေးစိတ်မသိရသေးပါဘူး။ဒေါက်တာနေဆိုးမောင်ကိုပုံမှန်၅၅ကကြီးနဲ့ ယခုနှစ်ဇန်နဝါရီလပထမပတ်အတွင်းထောင်ဒဏ်36မှတ်ခဲ့ပြီးအိုးဘိုထောင်မှာအကျဉ်းချထားတာပါ။ဒါပေမဲ့မန်တော်28နှစ်ငလင်းကြီးလုပ်ပြီးနောက်ပိုင်းအင်းစိန်ထောင်ကိုပြောင်းရွှေ့ခဲ့ပါသေးတယ်။ဒေါက်တာနေဆုံမဟောင်လူမှုကွန်ရက်ကနေနိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်တယ်ဆိုပြီးစစ်ကောင်စီကပြည်ကြက်နဲ့အော်တိုဘလာအတွင်းကဖမ်းဆီးခဲ့တာပါ။သူဟာစစ်ကောင်စီအကျဉ်းချထားတဲ့ NLD ပါတီဒုတိယဥက္ကဋ္ဌမန္လီတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ဆုံးပါသွားတာကို လူမှုကွန်ရက်မှာရည်တင်ခဲ့ပြီးနောက်ဖမ်းဆီးခံရတာပါ။ ဒေါက်တာဇော်မြင့်မောင်တည်ဆုံးမှုအပေါ်နောင်ဘွားမှာလူဖြစ်ခဲ့လျင်လွတ်လပ်တရားများတပြီးလူကိုယ်လူလူဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတို့ရဲ့အကျိုးကိုဆက်လက်တည်ပိုးနိုင်ပါစေလို့ဒေါက်တာနေဆုံးမောင်ကသူ့ရဲ့ Facebook မှာရေးသားခဲ့တာရှိပါတယ်။စစ်တပ်ဆန်းကျင်သူတွေကိုဒေါက်တာနေဆုံးမောင်ကအားပေးထောက်ခံတာကြောင့်ပြည်ပမှာလွတ်မထားတဲ့တော့ပဲဖမ်းဆီးထောင်ချဖို့စစ်တပ်ဝါရဖြန် Telegram Channel အချို့ကလုံဆော်ခဲ့ပူပါတယ်။စစ်တပ်မှာဒုတိယဗိုလ်မှူးကြီးတပ်မတော်စစ်တပ်ကတော်မှလည်းကတိကဖြစ်ခဲ့သူဒေါက်တာနေဆုံးမောင်က 2015-2020ရွေးကောက်ပွဲတွေမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမဲပေးခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာဆက်အာနာသိမီနောက်ဆက်တဲ့အာနာသိမှုကိုဆန့်ကျင်သူတွေနဲ့အတူဒေါက်တာနေဆိုးမောင်ဟာအတူရှိနေခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။စစ်ကောင်စီကျင်းပတဲ့ပြည်내နေခန်းနာကိုကရင်လန်းနိုင်ငံအဖွဲ၃ဖွဲ့တက်ရောက်လာတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ဗန်အမျိုးမှာစစ်ကောင်စီကကျင်းပတဲ့ 290ပြည့်ကင်းပြည်နယ်နေအခမ်းအနားကိုကင်းလန်းနိုင်ငံအဖွဲ့၃ဖွဲ့ကထိပ်ပိုင်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ဒီကနေ့နိုဝင်ဘာလ9ရက်မှာကြောက်တဲ့290ပြည့်အခမ်းအနားကိုကင်းပြည်နယ်မြို့တော်ဗအံမြို့အမှတ်၄ရပ်ကွက်တီရီကွဲမှာစစ်ကောင်စီကကျင်းပခဲ့တာပါ။အဲ့ဒီဘက်ကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ဒီရဲဝင်ထုတ်ပေါ်ပြောထားတဲ့ကင်းလန်းနိုင်ငံ၃ဖွဲ့ဖြစ်တဲ့ကင်းနယ်ကြားသောတဲ့ BGF ၊ကင်းငင်းချိုင်းကောင်စီ KNU KNLPC ဒီမိုကရေစီကျိုးပြုတ်ကင်းတပ်ဘော DKB တို့ကကောင်းဆောင်ပိုင်းတွေတက်ရောက်ခဲ့ကြတာပါ။ ဗီဂျက်ကစစ်ကောင်စီလောက်ခံနေကြသောတက်ဖြစ်သလို DKBA နဲ့ KNLPC တို့ကလည်းစစ်တပ်နဲ့အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးထားသလိုစစ်တပ်ကိုပြန်မတိုက်ဖဲကူညီနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ဗီဂျက်ကထွေထွေအတွင်းရေးမှူးစောချစ်သူနဲ့စစ်ဒေသမှုတွေ KNU KNLPC ကဒုဥက္ကရာဒေါက်တာနော်ကပေါ်ထူးနဲ့အဖွဲ့ဝင်တွေ DKBA ကဒုစစ်ဦးစီးချုပ်စောရှေဝါဦးဆောင်တဲ့အဖွဲ့တွေပါဝင်တက်ရောက်တာတွေ့ရပါတယ်။ဒီထက်မှာ KNU ဒုပလာရခိုင်ဥက္ကရာဟောင်းဖြစ်တဲ့ပရိုစောရွှေမောင်လည်းပါဝင်တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ခင်ပြည်နယ်ပွဲတော်နေကိုနိုဝင်ဘာလ9ရက်ကနေ10ရက်နေ့ထိကျင်းပမှာဖြစ်ပြီးပွဲတော်ရက်တွေအတွင်းဗအာမာစစ်ကောင်အစီကလုံခြုံရေးတင်းကျပ်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။